မင်္ဂလာပါခင်ဗျာဒီကနေ့တော့ One Championship ကမင်းညားကချက်ပြလိုက်တဲ့ဆိုလင်ဦးနဲ့ Leon Harrison တို့ပွဲအကြောင်းကိုပဲအခြေတွင်ပြောပြခြင်းပါတယ်ဒီနေရာမှာကျွန်တော်သတိထားမိနေတဲ့တိုက်ဆိုင်တဲ့အချက်ပေါင်းများစွာကိုလည်းမြိတ်သက်တွေကိုပြန်ပြီးတင်ဆက်ခြင်းနေပါတယ်ဘာဖြစ်လို့လဲဆိုတော့ one championship ကမြန်မာဈေးကွက်နဲ့ပတ်သက်လာရင်လုံးဝအမှုမဲ့အမှတ်မဲ့မဟုတ်ဘဲစနစ်တကျနဲ့ထိုးဖောက်ဝင်ရောက်နေတယ်ဆိုတဲ့အကြောင်းကိုမြစ်သက်တွေကိုသိစေခြင်းလို့ဖြစ်ပါတယ် ဒီ promotion ဟာ2025ခုနှစ်ထဲကိုချင်းနှင်းဝင်ရောက်လာကြတဲ့ကမြမ fighter တွေပွဲဝေးသွားတာမျိုးမဖြစ်အောင်စနစ်တကျနဲ့ပွဲထုတ်နေတဲ့ဆိုတဲ့အကြောင်းကိုကျွန်တော်ကပြည်သက်တွေကိုအချိန်ချင်းတင်ပြခဲ့ပြီးပါပြီ။ဇန်နဝါရီလအတွင်းမှာဘယ်သူတွေကိုပွဲထုတ်ခဲ့တယ်၊ဖေဖော်ဝါရီလအတွင်းမှာကိုဘယ်သူတွေပွဲထုတ်ခဲ့တယ်၊အခုမတ်လအတွင်းမှာလည်းဘယ် fighter တွေကိုပွဲထုတ်နေတဲ့ဆိုတဲ့အကြောင်းတွေကိုတက်တိန်နဲ့တကွခြားပြခဲ့ပြီးပါပြီ။ဒီခါမှာတော့နောက်ထပ်သတိထားမိတဲ့အကြောင်းအရာတစ်ခုကိုထပ်ပြီးပြောပြခြင်းပါတယ်။ အဲ့ဒါကတော့မြန်မာပြည်သက်တွေကစိတ်ပြတ်သွားပြီဆိုရင် One Championship ကနောက်ထပ်ပုံစံမျိုးနဲ့မျှော်လင့်ချက်တွေဖြစ်အောင်သတင်းတွေကိုဇက်တိုက်ချပြလာတာပါ1170ပြိုင်ပွဲအပြီးတုန်းကဆိုလင်ယူရောတန်းစင်မှာရှုံးပွဲကြုံရလို့မြန်မာပြည်သက်တွေတော်တော်ကြီးစိတ်ပြည့်ခဲ့ပါတယ်။အဲဒီလိုစိတ်ပြည့်နေချိန်မှာပဲ1355 95ပြိုင်ပွဲမှာပါဝင်လာမဲ့တွဲဆိုင်တွေကိုခြားပြခဲ့ပါတယ်။အဲဒီပြိုင်ပွဲမှာမြန်မာဖိုက်တာ၃ယောက်အထိကိုပွဲထုတ်ပေးခဲ့တာပါ။ ဒီလောက်နဲ့တင် promotion ဘက်ကရက်တန်းနေတာမဟုတ်ပါဘူးဇက်တိုက်ဆိုသလို Bronica ကိုခေါ်ယူတဲ့အကြောင်းကိုလည်းကြေညာပြခဲ့ပါတယ်ဒါနဲ့လည်းရက်တန်းသွားတာမျိုးလည်းမဟုတ်သေးပါဘူးအဲဒီနောက် online ဆိုင်ရဲ့တွဲဆိုင်ကိုပါထပ်မံချပြခဲ့တာပါတနည်းပြောရရင်မြန်မာဖိုက်တာတွေရှုံမွဲကြုံလိုက်လို့စိတ်ပြက်နေတဲ့အချိန်မျိုးမှာနောက်ထပ်ပုံစံတစ်မျိုးနဲ့ promotion ဘက်ကမျှော်လင့်ချက်ပေးပြီးသတင်းချက်လက်တွေစက်တိုက်ချပြခဲ့တာဖြစ်ပါတယ် ျွန်တော်ကတော့ဒီတစ်ခါမှလည်းအလားတူပုံစံမျိုးချပြနေတယ်လို့ယုံကြည်မိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ပြီးခဲ့တဲ့ပတ်တုန်းကရေချမ်းရှုံးတဲ့အနေအထားမှာမြမပြည့်သက်တော်တော်များများက promotion ကိုဇက်တိုက်ဝေဖန်ခဲ့ကြပါတယ်။ One Championship ရဲ့ post တွေအောက်မှာမြမ fan တွေရဲ့ comment တွေကမမြင်ချင်ဆုံးပုံစံမျိုးစုံနဲ့ဝေဖန်ခဲ့တာပါ။အဲ့ဒီလိုဝေဖန်ပြီးမကြခင်မှာပဲဆိုလိုဦးနဲ့လီယန်ဟာရီဆန်တို့တွဲဆိုင်ကိုချပြလိုက်တာတိုက်ဆိုင်မှုတစ်ခုမဟုတ်ပါဘူး ကျွန်တော်ကတော့ one one seventy ပြိုင်ပွဲတုန်းကပြီးပုံစံမျိုးခင်းကျင်းလာတဲ့ဆိုပြီးယူဆမိပါတယ်။ဒီနေရာမှာပြည်သက်တေကြပြောများနေတဲ့ကိစ္စတစ်ခုကိုလည်းသုံးသပ်ကြည့်ကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအကြောင်းညာကကျွန်တော်မှမပြောရင်ဘယ်သူမှလည်းဆွဲထုတ်ပြောမှာမဟုတ်လို့ဖြစ်ပါတယ်။ One Championship ကမြန်မာပြည်သက်တွေနဲ့မြန်မာ Fighter တွေကိုချနှင်းနေတာလားဆိုတဲ့အပြောတွေကိုကျွန်တော်ကသုံးသပ်ပေးနေတာပါ။ဒါကမဟုတ်ဘူးလားလို့လည်းကျွန်တော်ကညင်းတာမဟုတ်ပါဘူး။ ဒါပေမဲ့ကျွန်တော်တို့အနေထားကိုလည်းပြန်ပြီးကြည်ကြည်ရအောင်မလက်ရှိနိုင်ငံရေးအနေထားကြောင့်ပြည်တော်မှာကပွဲတွေဖန်တီးနိုင်ခြင်းမရှိတာမြစ်သက်တွေအလုံးအသီးဖြစ်ပါတယ်။ရန်ကုန်မှာဆိုရင်လက်ဝိပွဲတန်းတွေမကြားရတာအတော်လေးကိုကြားနေပါပြီ။လက်ဝိဖိုက်တာအများစုကကင်မီနဲ့ကပွဲတွေကိုပဲအပြုတ်နေရတာပါ။ဒီလိုအနေထားမျိုးမှာဖိုက်တာတိုင်းအတွက်ဝမ်ချမ်ပီယံရှစ်မှာထိုးခွင့်ရဖို့ကအိမ်မက်တစ်ခုလို့ဖြစ်နေပါတယ်။ ဲ့ဒီတော့ကျွန်တော်တို့ fighter တွေမှာလဲ promotion ဘက်ကကဲလန်းလာပြီဆိုရင် လုံးဝညင်ပယ်နိုင်စွမ်းရှိကြတာမဟုတ်ပါဘူးခုပြိတက်တွေပြောနေတဲ့မြန်မာ fighter တွေကဇက်ပုတ်လောက်ပဲရှိတဲ့ဆိုတဲ့အမြင်တွေကိုကျွန်တော်ကလုံးဝမငင်းပါဘူးတို့တော့လေကျွန်တော်တို့အနေထားကဇက်ပုတ်ဖြစ်ဖြစ်လူကြမ်းဖြစ်ဖြစ်ကိုဖိုက်တာတွေပွဲရဖို့အဓိကဆိုတဲ့အခြေအနေမျိုးကိုရောက်နေပါပြီ။ တစ်ချိန်တည်းမှာဆန်ကတဲ့နဲ့စူပါရီတန်တို့ပွဲဖြစ်ခဲ့တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးကျွန်တော်ရဲ့အမြင်ကိုလည်းထပ်ပြီးခြားပြခြင်းနေပါတယ်ဒုခရာချက်ထရီကဆန်ကတစ်ကိုသူတို့ရဲ့နောက်ထပ်စူပါစတားဖိုက်တာတယောက်ဖြစ်စေခြင်းနဲ့ဆိုတဲ့အကြောင်းကိုကျွန်တော်ကအကြိမ်ကြိမ်ပြောပြခဲ့ပါတယ်။အဲဒီလိုဖြစ်အောင်လဲသူတို့က ချင်းကက်ဖန်နီးသွားခဲ့တာပါ။ဒီလိုဖန်နီးတဲ့နေရာမှာ promotion ဘက်ကမြန်မာဖိုက်တာတယောက်နဲ့ချင်းကက်ဖန်နီးသွားတာတိုက်ဆိုင်မှုတစ်ခုမဟုတ်ပါဘူး။ တကယ်လို့ဆန်ကာသစ်ကို Time Fighter တောင်နဲ့ပွဲတည်ပေးလိုက်မယ်ဆိုရင်ထိုင်းချင်းချင်းဖြစ်နေလို့ပြည်သက်စိတ်ဝင်စားမှုကအဲ့ဒီလောက်ထိမြင့်တက်မှာမဟုတ်ပါဘူး။တစ်ချိန်တည်းမှာမြမမဟုတ်တဲ့နိုင်ငံသား Fighter တောင်နဲ့ပွဲတည်ပေးလိုက်မယ်ဆိုရင်ထိုင်းပြည်သက်တွေကြီးပဲတစ်ဖက်သက်ဖြစ်နေမှာဆိုတဲ့အတွက်ဆန်ကာသစ်ရဲ့ပွဲကထင်သလောက်ပွဲစုပြန်မှာမဟုတ်ပါဘူး။အဲဒီလိုအခင်းကျင်းမှာဆန်ကသစ်ရဲ့ပွဲဥတဲ့အနေထားကိုပွဲစုခြင်းအောင်မြန်မာဖိုက်တာတယောက်နဲ့ချင်းကပ်လိုက်တယ်လို့ကျွန်တော်ကမြင်ပါတယ်။ စူပါရီဂျန်စီတက်တဲ့ကြီးလာရတဲ့အကြောင်းရင်းကလည်းခိုင်ခိုင်မာမာကိုရှိပါတယ်စူပါရီဂျန်ကပေါင်140ကက်ချ်ဝိတ်တန်းမှထိုးတဲ့သူပါပြီးတော့သူ့ရဲ့ကစားဟန်ကဘောက်ဆစ်တိုင်းပို့ပြီးဆံပါတယ်အဒီလိုနေထားမျိုးမှာဘောက်ဆင်ကလာတဲ့ဆံကတဲ့အတွက်စူပါရီဂျန်ကပြိုင်ဘက်ဖိုက်တာတယောက်ဖြစ်ဖို့ရွေးချယ်ခံလိုက်ရတယ်ထင်ပါတယ် ဒီနေထားမှာဆန်ငါသစ်စူပါစတာဖိုက်တာတယောက်ဖြစ်ဖို့စူပါရီချန်ကပွဲဖြစ်အောင်ထိုးပေးရတဲ့အတွက်သူ့အနေနဲ့နောက်ထပ်အခွင့်အရေးတွေရဖို့လဲထိုက်တန်မှုအပြည့်ရှိပါတယ်။ဒီနေရာမှာပြောချင်တာကကျွန်တော်တို့ဖိုက်တာတွေပဲဇက်ပို့တွေဖြစ်ကြတာမဟုတ်ပါဘူး။ကျွန်တော်တို့ပြိတ်သက်တွေကိုယ်တိုင်လဲဇက်ပို့မဖြစ်မမသိဖြစ်သွားခဲ့တာပါ။မဖြစ်လို့လဲဆိုတော့ promotion ဘက်ကဆန်ငါသိရဲ့ပွဲကိုစူးစူးညံ့ညံ့ဖြစ်စေခြင်းတဲ့အတွက် super agent နဲ့မကိုတယ်လိုက်တာဖြစ်ပါတယ်။ အဲ့ဒီချိန်မှာမြန်မာပြည်သက်တွေကလည်းကိုဖိုက်တာဘက်ကနေအုံကြွကြွထားပြီးဝင်းရံကြတာပါဒါလိုမျိုးပြောလိုက်လို့မင်းတို့အတုံးချကန်ဖြစ်ရလို့စိတ်မဆိုးဘူးလားမင်းတို့ဇက်ပုတ်ဖြစ်ရလို့စိတ်မဆိုးဘူးလားလို့ဆိုပြီးမေးခွန်းထုတ်လို့ရပါတယ်။ယူသားဆုံးဝန်ခံရရင်တော့ဘယ်သူမှဇက်ပုတ်မဖြစ်ချင်ကြပါဘူး။လူတိုင်းကမင်းသားပဲဖြစ်ချင်ကြတာပါ။တော်တော်လေးကို့အနေထားကိုသိဖို့တော့လိုပါတယ်။ ကျွန်တော်တို့ fighter တွေကို one championship လောက်ပုံရိပ်မြင့်သင်ပေးနိုင်တဲ့ promotion မျိုးကအရှမလုံးဝမရှိသေးပါဘူး။ဒီချိန်နဲ့မှာ fighter တွေအနေနဲ့လည်းပြည်တွင်းမှာပွဲရဖို့ခက်ခဲနေတဲ့အနေအထားမှာ one championship ကသူတို့ရဲ့အိမ်မက်တစ်ခုလို့ဖြစ်လာနေပါတယ်။ဂုံဂုံပြောရရင်ကျွန်တော်တို့နိုင်ငံရဲ့အခင်းချင်းရဘယ်သူမှဖက်လုတ်ချင်တဲ့သူမရှိပါဘူး။နိုင်ငံကပြည်တွင်းစစ်ဖြစ်စီးပွားရေးကချုံချုံကြနေတဲ့အတွက်တစ်ကမ္ဘာလုံးကဝိုင်းပြီးအနေခံနေရတဲ့အချိန်မှာ အဲဒီလိုကာလာမျိုးမှာဝမ်ချမ်ပီယံရှစ်ကကိုဖိုက်တာတွေခေါ်ပြီးအခွင့်ရေးပေးတာပြည်သက်တွေအနေနဲ့လည်းတစ်ဖက်တစ်လမ်းကနေနားလည်ပေးလို့တော့ရမယ်ထင်ပါတယ်ဘယ်သူကမှရေဒီယိုဆက်ဆံနေတဲ့ကာလာမျိုးမဟုတ်တဲ့အချိန်မျိုးမှာတောင်ဝမ်ချမ်ပီယံရှစ်ကဖိုက်တာတွေကိုခေါ်ပြီးနေရာပေးနေတာပါအဲ့ဒီတော့ကျွန်တော်တို့အနေနဲ့ဇက်ပုတ်ပဲဖြစ်ဖြစ်ဇက်ရံပဲဖြစ်ဖြစ်ကြီးနေရမယ့်အချိန်နေမျိုးလို့ဆိုလိုက်ချင်ပါတယ်ဒါကတစ်ဖက်သားကိုငုတ်ခမ်းရမယ်လို့ပြောတာမဟုတ်ပါဘူး ကိုယ့်ရဲ့အခြေအနေကဒီလိုမျိုးကိုဖြစ်နေတဲ့အတွက်ဒီလိုမျိုးခင်းကျင်းလာတယ်လို့ပြောတာပါကျွန်တော်နိုင်ငံသားနိုင်ငံရေးကကောင်းမယ်စီးပွားရေးကလည်းပုံမှန်တိုင်းတိုးတက်နေမယ်ဆိုရင်ဘယ်သူမှဒီလိုမျိုးအနှိမ်ခံရမှာမဟုတ်ပါဘူးတနည်းဆိုရရင်နိုင်ငံရဲ့ပုံရိပ်ကြဆင်းမှုတွေကကျွန်တော်တို့ဘော်တိုက်ရိုက်မဟုတ်တော့လဲတွေဝိုက်တဲ့ပုံစံမျိုးနဲ့တက်ရောက်မှုရှိနေတယ်လို့ပြောတာပါ။ဘာပဲဖြစ်ဖြစ်ဒီလိုမျိုးအရေးတူရှိနေတဲ့ပရိုမိုးရှင်းရှိတာကိုပဲကျွန်တော်တို့ကတော့ကျေနပ်ရမယ်လို့မြင်မိပါတယ်။ ဒါကကျွန်တော်ရဲ့အမြင်ကိုပဲပြောတာပါ။မြစ်တက်တွေနည်းနည်းလက်ခံရင်လို့ရတယ်လက်မခံရင်လည်းရပါတယ်။ဆလဘီဆိုလုံးရဲ့ပွဲအနေထားကိုပြောကြရအောင်မ။ဆိုလုံးအနေနဲ့ဒီလောက်ထိပွဲမြန်မြန်ဆန်ဆန်ရလိမ့်မယ်လို့ဘယ်သူကမှထင်မှတ်ထားမှမဟုတ်ပါဘူး။ပြီးတော့တဲပေးလိုက်တဲ့ပွဲကလည်းဒမ်မာမြို့မှာကျင်းပမဲ့170ပြိုင်ပွဲမျိုးမှဖြစ်နေပါတယ် ဂုံယူစွာနဲ့ပြောရရင်တော့မြန်မာလက်ဝဲလောကကပေါ်ထွက်လာတဲ့ fighter တယောက်ဟာအမေရိကအထိသွားပြီးပထမဆုံးကြိမ်စတင်ထိုးသက်ခွင့်ရတော့မှာပါဒါကဆိုလုံအတွက် fighter ဘဝဖြတ်တမ်းမှုတစ်လျှောက်မှတ်တိုင်တစ်ခုတောင်ဖြစ်သွားနိုင်ပါတယ် fighter အနေနဲ့လည်းဒီလိုမျိုးရရှိလာတဲ့ခွင့်ရမျိုးမှာရှေ့ကပွဲတွေနဲ့မတူတဲ့ပိုပြီး professional စမ်းတဲ့ချင်းကပ်မှုမျိုးတွေချပြနိုင်ဖို့လိုပါတယ် နံပါတ်1အနေနဲ့ဆိုလင်ဦးအနေနဲ့ hydration test string ကိုမဖြစ်မနေဝင်ရောက်အောင်လှုပ်ဆောင်ကြရမှာပါဒီတစ်ခါမှာတော့စင်ဂျီတွေဆင်လက်တွေပေးလို့ကိုမရတော့ပါဘူးဘာဖြစ်လို့လဲဆိုတော့ရှေ့ကနှစ်ပွဲတုန်းကဒီကိစ္စကသူ့ကိုဘယ်လောက်ထိဒုက္ခပေးပြီးပြီလဲဆိုတာသူ့ကိုယ်တိုင်လည်းနားလဲတဲ့အဆင့်ကိုကျော်လွန်နေပါပြီဒါကြောင့်မို့ဒီတစ်ခါမှာတော့အလားတူပုံစံမျိုးထပ်ပြီးမှားမယ်ဆိုရင်တော့ဆိုလင်းဟာနိုင်ငံလုံးကဝိုင်းပြီးလက်ညှိုးထိုးတာကိုတောင်းခံရသွားနိုင်ပါတယ် အဲ့လိုပုံစံမျိုးမဖြစ်လာဘူးလို့ပဲမျှော်လင့်မိပါတယ်။မဖြစ်လို့လဲဆိုတော့ hydration test တွင်ဝင်ဖို့ဆိုရင် weight တိုးထိုးရနိုင်လဲမဆိုင်ဘူးဆိုတဲ့အကြောင်းကိုသူကိုယ်တိုင်လည်းသေချာသဘောပေါက်ထားပြီးပါပြီ။အဲ့ဒီအတွက်ဟာရဗေဒပညာရှင်တွေနားလည်တကြွနဲ့ပညာရှင်တွေနဲ့တိုင်ပင်ပြီးဘွဲကိုဘယ်လိုပုံစံမျိုးနဲ့ချင်းကပ်သွားမလဲဆိုတာသူ့ဘက်ကစတင်ချမှတ်သွားရတော့မှဖြစ်ပါတယ်။1170ပြိုင်ပွဲကဩဂုတ်လ2ရက်နေ့မှကျင်းပသွားမှာပါ။ အဲ့တော့ဆိုလင်းဦးအနေနဲ့ပြင်ဆင်ချိန်လေးလခွဲကျော်ကြီးတောင်လိုနေသေးပါတယ်ဒီကလာအတွက်မှာဘွဲကိုဘလို့အကောင်းဆုံးပုံစံနဲ့ချင်းကပ်ရမလဲဆိုတာ သူ့ရဲ့အကြံပေးတွေနဲ့သေချာတိုင်ပင်ရတော့မှာပါနောက်ထပ်ပြောချင်တဲ့အကြောင်းအရာတစ်ခုကဆိုလုံးနဲ့တဲပေးလိုက်တဲ့လီယန်မာရီဆင်ဆိုတာမြန်မာပြည်သက်တွေနဲ့လုံးဝစိမ့်သူမဟုတ်ပါဘူးတစ်ချိန်ကအဖူးထက်သမိုင်းကြောင်းလေးတွေတောင်ရှိခဲ့ဘူးပါတဲ့ အဲ့ဒီတုန်းကလီယမ်ဟာရီဆန်ကလက်ဝဲကိုအထင်သေးတဲ့စကားတွေပြောခဲ့ဘူးပါတဲ့ဒါကိုဒေဝကထပီပေါက်ပေါက်ဖောက်ခဲ့တာပါသူနဲ့ကဝိတ်တက်မတူတဲ့အတွက်စိုးလုံးနဲ့ပွဲထုံးမလားဆိုပြီးဒေဝကစိန်ခေါ်ခဲ့တာဖြစ်ပါတဲ့အခုတော့အဲ့ဒီတုန်းကဒေဝစိန်ခေါ်ခဲ့တဲ့စကားအတိုင်းဝမ်ချမ်ပီယံရှစ်ကအမှန်တကယ်အကောင်အထည်ဖော်လိုက်ပါပြီဝမ်ချမ်ပီယံရှစ်ဟာဒီပွဲပေါ်ပေါက်လာစေချင်လို့ကိုငွေတွေအများကြီးထုတ်သုံးထားတာပါ လီယမ်မာရစ်ဆင်က118ပြိုင်ပွဲပြီးမှကတည်းက professional fighter ဘွားကနေပြီးပိုင်အနာယူတဲ့အကြောင်းတရားဝင်ကြေညာခဲ့ပြီးပါပြီ။ဒါကိုဝမ်ချန်ပီယံရှစ်ကထိုးကြတဲ့ပုံပြပြီးသူ့ကိုပြန်ခေါ်ထားတာပါ။ဇိုလုံနဲ့ပွဲတဲ့ပေးချင်လွန်းလို့ကိုခုလိုဖန်နီးလိုက်တာလို့ကျွန်တော်ကယူဆကြည့်ကြပါတယ်။တနည်းပြောရရင်မြမပြည့်တဲ့ချာမှရှိတဲ့အခက်မကျေမှုတွေကိုပြန်ပြီးတော့အသက်သွင်းပေးလိုက်တာပါ။ ဲဒီတော့ဒီပွဲကဆိုလင်းအနေနဲ့သူ့အတွေ့ရောလက်ဝိအတွက်ပါကိုစားပြုရမယ်လို့တောင်းဆိုလိုလိုရနေပါတယ်ဒီလိုအကြောင်းရင်းတွေကြောင့်ပွဲချင်းကတဲ့အနေထားမှာဘာအဖူးထက်မှတ်ကိုမရှိစေချင်တာပါနောက်ထပ်ပြောပြခြင်းနဲ့အကြောင်းအရာကတော့ဆိုလင်းဦးရဲ့စွမ်းဆောင်ရည်ပိုင်းဖြစ်ပါတယ်။ပုံမှန်အားဖြင့်တော့သူ့ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်လို့လုံးဝတနည်းအားကိုမရှိမိပါဘူး။ထို့တော်လည်းဘွဲရီစက်တိုက်ရှုံးနေလာတဲ့အနေထားမှာစွမ်းဆောင်ရည်ကပုံမှန်အောက်ကိုတဖြည်းဖြည်းရောက်လာပါတယ်။ ။ဒါကဘာလို့လဲဆိုတော့ရှိကပွဲတွေကရလက်ကသူ့ရဲ့စမ်းဆောင်ရည်ပေါ်တက်ရောက်မှုရှိနေတာပါ။ Hydration test တို့မဝင်ခဲ့တဲ့ကိစ္စတွေကလည်းတနည်းတစ်ပုံနဲ့တက်ရောက်နေအောင်မှာပါပဲ။ဒါကြောင့်မို့ကော်ထိုးနဲ့ထိုးသွားတဲ့အနေအထားမှာဆိုရင်ဆိုလုံးရဲ့စွမ်းဆောင်ရည်ကပုံမှန်အောက်ကျဆင်းနေတဲ့ဆိုတာလူတိုင်းလက်ခံကြမယ်ထင်ပါတယ်။ဒီတစ်ခါမှာတော့သူ့အနေနဲ့အဲ့ဒီကျဆင်းနေတဲ့စွမ်းဆောင်ရည်ပိုင်းကိုဘယ်လိုပုံစံမျိုးနဲ့ပြန်လည်မြင့်တင်သွားမလဲဆိုတာလည်းနောက်ထပ်ချင်းကဲရမယ့် view ဟာတစ်ခုဖြစ်နေပါတယ်။ နစ်နစ်ပိုင်းရတော့၎င်းပြိုင်မဲ့ရကစားပုံကိုလေ့လာပြီးရတော့၎င်းဘလို့ game plan မျိုးချမလဲဘလို့ပုံစံမျိုးကစားမလဲဆိုတာတွေသူ့အနေနဲ့သိချကိုချင်းကပ်ပြင်ဆင်ရတော့မှာပါနောက်ဆုံးပြောပြခြင်းတဲ့အကြောင်းအရာကပြိုင်ပွဲကျင်းပမဲ့အနေအထားဖြစ်ပါတယ်။1170ပြိုင်ပွဲကိုအမေရိကကကော်လိုရာဒိုပြည်နယ်ဒန်ဘာမြို့မှာကျင်းပသွားမှာပါ။ဒန်ဘာမြို့ကပင်လယ်ရေမျက်နှာပြင်အထက်တမိုင်အမြင့်မှတည်ရှိတဲ့မြို့ဖြစ်ပါတယ်။ ပတ်ဝန်းကျင်လေတုအနေထားကအောက်ဆီဂျင်ပါဝင်မှုနှုံးနှောင်းနေတဲ့အတွက်ကစားသမားတွေရဲ့စွမ်းဆောင်ရည်ပေါ်တက်ရောက်မှုရှိတဲ့ဆိုပြီးနာမည်ကြီးတဲ့မျိုးမျိုးဖြစ်ပါတယ်။ဒါကြောင့်မို့ဆိုလင်းဦးအနေနဲ့ပွဲချင်းကတဲ့အနေထားမှာပတ်ဝန်းကျင်အနေထားနဲ့လာရောညီတွေဖြစ်အောင်ဘယ်ချိန်မှာအဒီကိုသွားမလဲဆိုတာတွေကစစနစ်တကျစဉ်းစားရမှာဖြစ်ပါတယ်။တရင်ကောင်တစ်ခုကကော်လိုရာဒိုတဝိုက်မှာကရင်နေအများကြီးနေထိုင်နေဆိုပြီးကြားသိရပါတယ်။ ဒါကြောင့်မို့ဆိုလင်ဦးပွဲကိုတော့အဲ့ဒီကရင်တွေကတေချာပေါက်လာပြီးဝင်းရံကြမှာပါဆိုလင်ဦးအနေနဲ့လဲလိုအပ်တဲ့ပဝွင့်ကျင်အနေထားတရင်အချက်လက်တွေကိုရရှိနိုင်ဖို့အတွက်အဲ့ဒီကရင်တွေကနေတစ်ဆင့်အကူအညီရယူနိုင်မယ်ထင်ပါတယ်ဒါတွေကတော့ဒီပွဲချင်းကတဲ့အနေထားမှာကာရီကရှင်ဖိုက်တာအထောက်အကူဖြစ်အောင်ကျွန်တော်လက်လက်မိတလို့ဆွဲထုတ်တင်ပြကြည့်တာဖြစ်ပါတယ်ဒီခါမှာတော့ပါဖူးထမမရှိဘဲနဲ့ဒေါ်လာ9000မှန်းနိုင်တဲ့အစင်မျိုးထိထိုးသက်နိုင်ပါစေလို့လဲဆန္ဒပြပါတယ်